Hello အားလုံးပဲမင်္ဂလာပါရှင်ဒီ channel ဥပါဒီ channel လေးမှာပညာဒနာပတ်တန်လေးတစ်ခုတင်ပေးပါမယ်။ဒါလေးလဲဆိုဒါလေးဒါလေးကဒီ channel ဒီမှာပုံလေးပြထားလိုက်မယ်နော်။ သူကလည်းကျွန်တော်ဒီအောက်ကအင်ဂျီကပခုံးပြောက်ပုံစံလေးသွားတယ်အဲ့ဒီပုံမှာမှဒီအပေါ်အဖက်လေးတစ်ခုပေါ့နော်ဒါလေးကတော့အရှင်လေးကျွန်တော်ဒီအရှင်လေးကဒီပခုံးဘက်ဒီဘက်ပခုံးဘက်လေးမှာလာပြီးတော့သူကကျဲဒီလေးနဲ့အင်ဂျီကိုဝုတ်ပြီးသွားပြီးဆိုပါမှသူကဒီဘက်မှာကျဲဒီလေးနဲ့လာပြီးတော့ချိန်မဲ့ပုံစံလေးပေါ့နော်သူကဒီမှာနှစ်ထပ်ရှက်ထားတဲ့ပုံစံလေးဒီလိုနားလေးမှာ sorry ဒီလိုနားလေးမှာနှစ်ထပ်ရှက်ထားတဲ့ပုံစံလေးအဲအဲ့လိုပုံစံလေးကိုဒီချက်ကိုမေးထားရလေးရှိတယ်ဒါလေးချက်ခုပတ်တန်လေးဆွဲပြပေးပါမယ်အဲ့တော့သူ့ကိုဆွဲဖို့ dress ဆိုလို့ရှိရင်ချက်တို့အမ်ရှေ့ချမ်းပတ်တန်တရွယ်နောက်ချမ်းပတ်တန်တရွယ်ဆွဲထားပြီးเนาะအဲ့တော့ရှေ့ချမ်းကနှစ်ရွက်ဆွဲလိုက်နှစ်ရွက်ဆွဲလိုက်ရင်ပို့ပြီးတော့အဆင်ပြေ။ဒါမဲ့နှစ်ရွက်မဆွဲချင်ဘူးဆိုလို့ရှိရင်လည်းရတယ်တရွယ်ပဲဆွဲ။เนาะ တဲ့ရပဲဆွဲပြီးတော့သူ့ကိုဘယ်လိုလုပ်ရမလဲဆိုတော့အောက်ဘက်တစ်ချမ်းဖြည်းဖြည်းအပေါ်ဘက်တစ်ချမ်းဖြည်းဖြည်း copy ကူးထုတ်လိုက်မှာဒီအပေါ်ဘက်အချမ်းလေးကို copy ကူးလိုက်မှာပေါ့နော် copy ကူးထုတ်လိုက်မယ်အောက်တစ်ချမ်းကပခုံးပြောင်းအင်ဂျီလေးဖြစ်တယ်အဲ့ဒီတိုင်းလေးတစ်ချဲတို့ကဒါလေးပတ်တန်ဆွဲရမယ်အဲ့တော့ရှေ့ချမ်းပတ်တန်ကတရွယ်ဆွဲနောက်ချမ်းပတ်တန်ကတရွယ်ဆွဲဆွဲနေကြပတ်တန်တိုင်းကိုယ့်ရဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့ dot တွေတုံးရမယ့်ဟာတွေကိုယ့်အကူတခါတယ် basic frame မှာပြင်ရမယ့်ဟာတွေပြင်ထားပြီးတစ်ချဲဒီအပေါ်ကပြင်ရမယ့်လုပ်ရမယ့် design ကိုပဲ share လုပ်ပေးသွားမယ်နော် ။ဒါဒါလေးဆွဲပြပေးပါမယ်ရှင်။တချို့တင်တန်းသူတွေချက်စာအုပ်ဝယ်ထားတဲ့သူတွေကတချို့နေတိုင်းဆွဲလို့ရပါတယ်။ဟုတ်ပြီတချို့တော့သူ့ကိုကြည့်တဲ့အခါမှာရှေ့ချမ်းပတ်တန်ကလည်း copy မယူခြင်းနှစ်ခုဆွဲလို့ပြောရအောင်။ဒါပေမဲ့ copy ယူလိုက်ပါ။ချက်ချင်းမှရှင်းပြမယ်။နောက်ချမ်းမှကြတော့နောက်ချမ်းကချက်တော့ zip နဲ့ပဲသွားမယ်ပေါ့နော်။ရှေ့ချမ်းမှတော့လေဒီအပေါ်ကအဖက်လေးကအရှင်လေးထားထားတာ။နော်အရှင်လေးထားလိုက်ဆိုတော့ဒီမှာဒီချေတို့ဒီကျဲသီးကွင်းနဲ့တော့၎င်းအောင်အနောက်မှာကျဲသီးလေးပဲ ကျဲဒီလေးတလုံးမဲ့တက်သလားဒါမှမဟုတ်လို့ရှိရင်ဗောလီကျိတ်လေးဗောလီအင်ဂျီမှာချိတ်တဲ့ကျိတ်အသေးလေးလေးအဲ့ဒါလေးနဲ့ဆွဲရင်လည်းရတယ်နော်ဗောလီကျိတ်နဲ့ဆွဲရင်လည်းရတယ်ဗောလီကျိတ်နဲ့ဒီလိုထိတ်လေးမှာတစ်ခုဒီဘက်ထိတ်လေးမှာတစ်ခုနှစ်ခုဆွဲရင်လည်းရတယ်ဒါမှမဟုတ်ဒီမှာကျဲဒီလေးဖောက်ပြီးတော့ကျဲဒီအလှကျဲဒီနီးအနောက်မှာစမ်းတန်လည်းရတယ်ဒါအနောက်ခြမ်းရဲ့အခုံးမှာလှမ်းပြီးကျဲဒီနဲ့ဆွဲလို့ရဒီအဖက်ကအရှင်ပေါ့နော်ကျတို့အင်ဂျီကိုဝတ်လိုက်တဲ့အခါမှာခေါင်းစွတ်မယ်ခေါင်းစွတ်မယ်အနောက်ကဆစ်ဆွဲပြီးဒီအဖက်ကဒီလို အရှင်ကြနေမှာပြီးမှ share ဝတ်ပြီးမှလုခန်းတာကိုပေါ်ရောက်มาဒီလိုမျိုးဆွဲလိုက်မဲ့ဟာမျိုးသဘောပေါက်တယ်เนาะသူ့ရဲ့အထက်ကဒီမှာဒီချော်ဒီနားနေလာပြီးတော့ဒီလိုလေးတွေအလှလေး white ထားပြီးတော့ဒီဂျိုင်းအောက်ထိလာပြီးထတ်ထားဒီနေရာမှာဘာမှမပါအောင်เนาะစာပြစာတွေပါတယ်ဘာမှမပါအောင်သူကအဲ့လိုအဲ့တော့ share ကနှစ်ခုဖြန့်ကြည့်မယ်ဒီ output channel ကြီးတဲ့အခါမှာသူလီတစ်ဖက်ကပခုံးပြောက်ပေါ့เนาะပခုံးပြောက်ပုံစံသွားထားတယ်တစ်ဖက်ကလက်ဖောင်းနဲ့သွားတယ် ဟုတ်လားအဲ့တော့ကျတော့ဒီဒီပခုံးမြောက်လေးရတာချိတ်မိအောင်လေးပဲဖုံးမှာပေါ့နော်ဒီဘက်ကဒီမှာကလေဒီကျတော့ဒီဘက်ကိုအရန်ဖုံးကျင်နေဆိုလို့ရှိရင်လည်းဒီဘက်ကိုပခုံးမြောက်လက်နဲ့သွားဒီဘက်ကိုလက်ဖောင်းသွားဒါပေမဲ့အဲ့လိုမျိုးလုပ်တတ်တာချင်းအရှိရဗီဒီယိုတွေမှာလည်းပြောဖို့ပါတယ်အဲ့လိုမျိုးနှစ်ဖက်ယူမယ်ဆိုရင်ညီအောင်ယူဖို့ကအနေငယ်ခက်ခဲတယ်။ဒါဆိုတော့တစ်ဖက်ကပခုံးမြောက်လက်ကအတွန့်ရင်ဒီဘက်ကယူယိုးလက်ပခုံးရဲ့ ရိုးရိုးလက်လက်ဖောင်းရဲ့အတွင်းရဲ့သွားညီဖို့ကမလွယ်ဘူးအဲ့တော့နှစ်ဖက်သလုံးကိုကျတော့ဒီလိုမျိုးတစ်ဖက်ကပခုံးပြောင်းတစ်ဖက်ကပခုံးပါရဲ့အခါမှာလက်ကိုယူတဲ့အခါမှာကျတော့ရိုးရိုးလက်ဖောင်းနဲ့ပဲသွားမယ်နော်ရိုးရိုးလက်ဖောင်းနဲ့ပဲသွားမယ်အဲ့တော့ဒီဘက်ပခုံးလေးကတော့ပခုံးချိတ်ယုံလေးပဲရှိမယ်ပေါ့ရရနော်အဲ့လိုလေချိတ်ယုံမရှိမှပဲကျတော့ဒီအပေါက်လေးကပို့ပေါ်ပြီးလှမှာပေါ့နော်ဒီပခုံးပြောင်းကဒီပခုံးပေါ်သာအရန်တက်နေမယ်ဆိုလို့ရှိရင်ဒီအပေါက်ကလည်းတော့မပေါ်တော့မပေါ်တော့ရင်ဒီနားတည်လေဒီလိုမျိုးလှမှာမဟုတ်တော့ သဘောပါမယ်เนาะအဲ့တော့ကျွန်တော်နောက်ချမ်းမှာတော့ဘာမှထွေထူပြောစရာမရှိဘူးနောက်ချမ်းမှာကစစ်တက်မှာဖြစ်တဲ့အတွက်နောက်ချမ်းကိုစစ်စာစားလိုက်ပေါ့เนาะဒီမှာစစ်စာ၄စိတ်ဝင်စားလိုက်ပြီးရင်သူက B တချမ်းနဲ့အင်ဂျီမှာတောက်ထိုးမယ်ဟုတ်တယ်เนาะအင်ဂျီမှာတောက်ထိုးမယ်ပြီးသွားလို့ရှိရင်သူ့လယ်ဘင်းပေါက်ဖောက်မယ်လယ်ဘင်းပေါက်ဖောက်တဲ့အခါမှာသူ့ရဲ့လယ်ဘင်းကအရင်မကျဲဘူးเนาะအရင်မကျဲဘူးဖြစ်တဲ့အတွက်နှလုံးမ6စိတ်လောက်ဖောက်ရင်ရပြီ နော်အရန်ဝရတယ်ခန္ဓာကိုယ်ကလည်းဝရတယ်လူကလည်းပြည့်တယ်ဆိုမှသုံးလမ်းမှာပဲဖောက်ဒီတိုင်းဆိုရင်ကျတော့မူလလည်းပင်ပေါ့အတိုင်းပဲနှလမ၆စိပဲထားနောက်ချမ်းကိုလည်းကျတော့ဖောက်နေကြအတိုင်းပဲတလမခွဲတော့၎င်းနှလမတော့၎င်းကိုကြက်တလောက်ပဲချမယ်နော်ဒီလောက်လေးပဲယူချမယ်လက်ဖောင်းဖြစ်တဲ့ dress ကျတော့ကပခုံးကိုဖြုတ်ချထားမယ်နော်ပခုံးကိုဖြုတ်ချထားမယ် เนาะအဲ့တော့ပခုံးကိုသူ့ကိုဖြောက်ချလိုက်မယ်ဆိုတော့နောက်ချမ်းမှာပခုံးပြောက်မပါဘူးเนาะနောက်ချမ်းမှာပခုံးအပြည့်ကိုပါမယ်ရှေ့ချမ်းမှာပဲပခုံးတစ်ဖက်ဖြောက်မှာဘာဖြစ်လို့လဲဆိုတော့ကျေပုံမှန်ဆိုရင်တစ်ဖက်တစ်ချမ်းပခုံးပြောက်တချမ်းကပခုံးမြောက်တချမ်းကပခုံးပါမယ်ဆိုနောက်ချမ်းမှာလည်းပခုံးမပါဘူးဒါပေမဲ့ तू ကဒီကဒီကအရှိချမ်းလာတဲ့အဖက်ကအနောက်မှာလာပြီးကျဲတီးတက်မှာဖြစ်တော့ဒီနာမှာနောက်ချမ်းဒီပခုံးပါအောင်ပါတယ်နော်နောက်ချမ်းမှာအပြည့်ကိုပါကျွန်တော်ရှေ့ချမ်းဒီနာလေးပဲဖြောက်ထားတာဟုတ်ပြီလားအဲ့တော့နောက်ချမ်းကအပြည့်ဆွဲရမယ် ဲ့တော့အချင်အဲ့ကြောင့်မလို့လက်ကိုလည်းတူညီစွာဆွဲရမယ်လို့တချင်ပြောတာသဘောပေါက်မှာနော်အဲ့တော့ဒီဟာလေးထားမယ်နောက်ပိုင်းကျတော့ရှေ့ချမ်းမှာလည်းပခုံးကိုဒီမှာပတ်တန်ကိုလေးစိတ်ဖြုတ်ထားလိုက်နော်ဖြုတ်ထားပြီးတော့အဲ့ဒီမှာတခုရှိရာကအချင်တို့ကဘယ်ဘက်ကိုပခုံးပြောက်ယူမှာလဲဆိုတာကိုရွေးဒီဘက်မှာနောက်ချမ်းတဲ့ရှေ့ချမ်းကြိုက်တဲ့ဘက်ကိုရွေးရွေးပြီးတော့ထားမဲ့ဘက်ကိုဒီဘက်မှာပတ်တန်မှာလွှတ်ထားလိုက်ပေါ့နော် ါတော့ကိုကြိုက်တဲ့ဘက်ကိုထားအဲ့တော့အပေါ်ဘက်အပေါ်ထက်အချမ်းလေးကကျွန်တော်နှစ်ချမ်းချုပ်ရမယ်အချမ်းလေးဖြစ်တယ်နော်သူကကျတော့ကုတ်ဆောင်မသုံးတော့ဘူးအဲ့ဒီအချမ်းကိုအလှနှစ်ချမ်းယူပြီးတော့ကျွန်တော်ကအလှချုပ်ပြီးမှအပေါ်မှာထပ်မှာအောက်ဘက်အချမ်းကလည်းကျွန်တော်သူ့ကိုတော့အုံကွက်ထက်ချုပ်မယ်ဆိုလို့ရှိရင်အုံွက်ထည့်ချုပ်မယ်ဆိုအောက်ဒီအပိုင်းကိုလည်းနှစ်ထည့်ချုပ်ရမှာပေါ့နော်အောက်ဘက်အပိုင်းကိုလည်းနှစ်ထည့်ချုပ်ရမယ်အုံွက်ထည့်ချင်တဲ့ထဲပါချေလုံးဝတော့အုံွက်မထည့်ချင်ဘူးဒီပုံနဲ့ဝစ်ချင်တယ်ဆိုတော့မရောက်လားဆိုတော့ရချေတို့ဒီဘက်တစ်ချမ်းလေးကပေါ်နေတဲ့ဘက်ချမ်းလေးကအာ အနာဝဲကိုကျိုးပြောင်းနဲ့ဝှစ်ရှင်ဝှစ်ပစီပေါ့နော်ကျိုးပြောင်းလေးနဲ့ဝှစ်ရှင်လည်းရတယ်ဒါလုံးဝမထည့်ကျင်တဲ့သူတော့ပေါ့ထည့်ကျင်နေဆိုရင်လည်း over ထည့်ချုပ်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ခန္ဓာကိုယ်ဒီအောက်ကပတ်တံမှာလိုအပ်တဲ့တောက်တွေကကွာတို့ထိုးထားလိုက် အဲကိုဒီဒီဟာမှာရင်ပိတော့သုံးမယ်ဆိုလဲသုံးထားကိုရဲ့ဒီ basic frame မှာဘောနော်ကျတော့ပညာဒါနသင်ပေးတဲ့အခါကျရင်တော့ရှက်သုံးတဲ့ basic frame နဲ့အကုန်လုံးသုံးတဲ့ဟာနဲ့မတူတာဖြစ်တဲ့အတွက်ကိုလိုအပ်တဲ့ doubt တွေ basic frame မှာသုံးမဲ့ဟာတွေတောက်ဖြောင်းမဲ့ဟာတွေတခါရဲ့ကိုကဘောလုံးထားရှက်ဒီပုံစံနဲ့ပတ်သက်တဲ့အပေါ်ကပြင်တဲ့ဟာကိုပဲပြောတော့မှာဖြစ်တယ်ဟုတ်တယ်နော်အဲ့တော့ကျတော့ကသူ့ကိုအရင်ဆုံးဒီ အောက်ကတချမ်းတော့ချက်ရင်ပြောမယ်ပြောမယ်ဆိုတော့ तू ကဘလောက်လေပင်ချထားလဲဆိုရင် ရှင်းရင်ကျဲမြင်းလောက်ကနေရလားဆိုရင်လည်းရတယ်ဒါမှမဟုတ်လို့ကိုကထပ်ပြီးတော့ဝတ်ရဲသေးရဆိုရင်အောက်ကိုရှင်းရင်ကျဲမြင်းထက်လဲထပ်ချလို့ရတယ်ကွာဒီနေရာမှာပုံမှန်ကျတော့ဟိုအင်ဂျီတွေမှာဆိုရင်လေးလက်မခွဲလောက်ဆိုလေးလက်မလေးလက်မခွဲလောက်မှာရှင်းရင်ကျဲမြင်းရရှိတတ်တယ် နော်ဒီလိုနာမှာရှင်းရချင်မြန်လေးလက်မှာခွဲလောက်မှာရှိရပြက်မြအဖြစ်အဲအဲ့လောက်ဝေးရဲအဲ့လောက်ပဲရရဲဆိုလဲအဲ့လောက်ပဲဝေးသုံးမဟုတ်လို့အဲ့ထက်ပို့ပြီးအောက်ကိုကြရဲသေးတယ်ဝေးရဲသေးရဆိုရင်လဲငါလက်မလောက်ထိချလို့ရတယ်ကျတော့ဒီအရှိအနေပြီးတော့ဒီနာချီရတော့သူ့ရဲ့လေဘင်းအလေချီရတော့ဟိုလောက်ထိချပါတော့ ခုနှစ်လမလောက်ထိချေလို့ချလို့ရတယ်အဲ့ဒါမှ level high high လေးနဲ့ပို့ပြီးတော့အပေါ်က white ကပေါ်มาလीเนาะဒီဟာကို level ကိုအရန်ချပြီးမဝေရဲဘူးဆိုလို့ရှင်ဒီအပေါ်က white ကရှေ့မပေါ်တော့မပေါ်တော့ရင်ဒီလိုရှေ့မထွက်ဘူးအဲ့ဒီဒီအင်ဂျီမှာဘာအရေးကြီးလဲဆိုတော့ကျွန်တော်အဲ့ level ချတာ short လိုက်တာနဲ့ဒီအင်ဂျီရဲ့ပုံစံမထွက်တော့ဘူးเนาะတခါတလေမှာချက်ပြောတယ်အာ ဆက်ချုပ်ဆိုင်ကိုချုပ်ခိုင်းလိုက်တာဒီလိုပုံစံထွက်လာတာဒီလိုပုံစံဆိုပြီး꿰တဲ့နေရာတွေမှာအရင်꿰တဲ့အင်ဂျီတွေကိုတော့မပြောဘူးပေါ့နော်တချို့ပုံစံတွေမှာဆိုရင်ဗါတယ်လေဘင်းကိုသူ့ကျင်းလိုက်တာနဲ့ အဲလဲပြီးတော့ကျင်းလိုက်တာ ਨੇ ပုံစံကွဲထွက်သွားတာပေါ့အဲအဲ့လိုမျိုးဖြစ်တယ်ဒီအင်ဂျီမှာလည်းအဲ့ဒီသဘောပဲအဲကြောင့်ကျတော့ဒီအင်ဂျီဒီအောက်ကိုချနိုင်တယ်လို့ချရတယ်ဒါပေမဲ့တကယ်ရအောက်ကိုအရင်ချလို့သူငုံးလိုက်ဟမလားဆိုတော့သူနှစ်ထပ်ထပ်ထားတဲ့အင်ဂျီဖြစ်တဲ့အတွက်ကျတော့မဟဘူးအရင်လဲပဲမကျေဘူးပေါ့နော်အဲ့တော့သူ့အောက်ကိုရရဲကြီးသာချပြီးခုနှစ်လက်မသူမဟုတ်ခုနှစ်လက်မခွဲကြည့်လဲချခြင်းချလို့ရအခဏကိုပြည့်မယ်ဆိုရင်နော်အဲ့တော့ကျတော့ဒီအမြင်ကနေပြီးတော့ချရတယ်ဆိုပါစို့သူ့ရဲ့လဲပင်ဒီလို shape ဖြစ်သွားမှာချက်ဒီပတ်တန်အသေးလေးမှလို့မှန်ပြီးဆွဲလိုက်မယ်ပေါ့နော် เนาะဒီလိုမျိုးလေးသူ့ရဲ့ level ကဒီလိုမျိုးကြာသွားမယ်အောက်တစ်ထပ်ဒီအားရနေမှာဒီချေတော့ကတောက်တွေဒီအထိုးပေါ့เนาะဒီမှာတောက်တစ်ဖက်ကို3စိတ်လောက်ထိုးမယ်ဒါကိုက level ကဒီရင်ဘတ်အသားမပြည့်ဘူးဆိုတော့တစ်ဖက်4စိတ်လောက်ထိုးလို့ရလာဆိုရတယ်เนาะဒီလိုတောက်တွေထိုးမယ်ဒီမှာရင်ပစ်တောက်တွေသုံးမယ်ဆို3မီထိုးအဲ့ဒီတောက်ကနေပြီးတော့ချေတော့ကခွဲထုတ်မှာဒီဒီဒါလေး F1 F2 ဆိုပြီးတော့ထွက်လာမယ်အဲ့တော့အောက်တစ်ချမ်းကကြတော့ဒီလိုမျိုးခွဲထုတ်မယ် F1 F2 ဆိုပြီးတော့ထွက်လာမယ်။သူက2ရာဖြည့်တဲ့အတွက်သူ့ကိုတချမ်းနဲ့ယူလို့ရတယ်။အောက်ဘက်တချမ်းလေတချမ်းမယူလို့ရရနော်။ဆရာအပြည့်ဆွဲပြရဆိုတာဒီဘွားရှိတ်ကိုလည်းဆွဲမှာမလို့ဒါဆွဲပြတာ။ဟုတ်ပြီလား။အဲ့တော့သူ့ကိုအောက်မှာကျတော့ F1 F2 တောက်တွေဆက်ပြီးတော့ဒီအောက်တစ်ပိုင်းကတစ်ပိုင်းတစ်သက်ထွက်လာတဲ့ပုံစံဖြစ်နေမယ်။ဟုတ်လား။အဲ့တော့ဒီမှာတစ်ချက်လေးကြည့်မယ်အဲ့လိုလေထားထားပြီးွားလို့ရှိရင်ဒီချက်တို့ကဒီအပေါ်ချမ်းကိုဆွဲတော့တဲ့ခါ level ကိုတောင်ချမ်းမှာကျတော့နှလမ6စိတ်ပေါက်တာရင်သူ့ကိုလည်းတစ်ဖက်ကိုနှလမ6စိတ်လေးဖောက်လိုက်ပါတော့ နလမ60ပါမယ်သူရဲ့အပေါ်က level လေးကကြတော့ဒီအဖက်လေးရဲ့ level ကတိတ်ပြီးတော့မဟထားအောင်ချေတော့3လက်မเนาะအလွန်ဆုံးမှ3လက်မ2စိတ်3လက်မခွဲအဲ့ရချက်ပုံမချပါဆိုတော့အောက်ကိုအရင်နှီးဝါတယ်ရှယ်ပြောလို့ပုံစံအလေထက်တူမထွက်တော့ဘူး꽌ဝါလိမ့်မယ်เนาะသဘောပေါက်လားအဲ့တော့ချေတော့ဒီလိုလေးပဲ level လေးကိုဖောက်ထားမယ်เนาะဖောက်ထားပြီးပါဆိုမှသူကဒီဘက်ဘေးလေးမှာဘယ်လောက်လောက်တုံးထားလဲဆိုတော့ဒါကတော့ ဟိုပတ်တန်းလေးတောင်းတဲ့ကြောင်မတူတော့ဘူးတချို့ကခန္ဓာကိုယ်ချင်းဒီပတ်တန်းပြန်ပို့ပြီးကြီးွားမယ်ဒီပတ်တန်းရဲ့ area ပို့ပြီးကြီးွားမယ်ခန္ဓာကိုယ်သိရင်သိလိမ့်မယ်အဲ့တော့ဒီအဖက်လေးကိုဒီချိန်ကဒီမှာအတိအကျမပြောတော့ဘူးဒီဟာရဲ့ဟိုပါတော့တဝက်တဝက်လောက်ပေါ့နော်ဒီမခုံးရဲ့တဝက်ဖြတ်ပြီးယူရင်လည်းရတာမဟုတ်သေးသေးပဲယူရင်လည်းတလမခွဲလောက်ပေါ့တလမခွဲလောက်ဆိုရင်လည်းရတယ် ဒါတော့ဒီလိုနေရာလေးမှာကြည်ကောင်းတဲ့နေရာလောက်ယူလိုက်တော့ပေါ့နော်ဒီချက်ကဒီမှာတလက်မှခွဲထွက်မယ်လို့ပြောပေမဲ့ဒီခန္ဓာကိုယ်လေးကိုဥမာယင်32လောက်ပဲဝင်းမဲ့သူအကြာဒီပတ်တန်လေးကသေးသွားပြီဒီပခုံးလေးလည်းသေးသွားပြီအဲ့ဒီမှာဒီချက်ဒီကပိုင်းပြထားတဲ့ဟာကြီးနေလိမ့်မယ်အဲ့တော့ဒီနေရာကိုပုံသင်မမှတ်နဲ့ဒီနေရာမှာကိုယ်လိုချင်တဲ့လောက်လေးပေါ့နော်တလက်မှခွဲနေဆိုရင်ဒီနေရာလေးကတင့်တော်ပြီလားဒါမှမဟုတ်တဝက်ယူမှရမှာလားအဲ့လိုလေးပိုင်းပြီးတော့ယူမယ်။သူကဒီအောက်ကိုကြာချင်လို့ဒီ giant အောက်ထိသွားထားတဲ့ပုံစံမျိုးနော်။ giant အောက်နားထိသူကထပ် ဒီလိုလေးထပ်မိအောင်ထပ်မှာဆိုတော့အဲ့နောက်မှသူကဘယ်နှဝိုက်ဝိုက်ထားလဲဆိုတော့ကျွန်တော်ဒီပုံနှမ်းမှာတော့အရင်မခုံးထားဘူးပြပြလေးတဝိုက်နှစ်ဝိုက်သုံးဝိုက်မှာသုံးဝိုက်လေးပေါ့နော်အဲ့တော့နေရာမှာမျှပြီးတော့ရက်ပြောနေကြအတိုင်းပဲဒီနေရာတွေကိုဆွဲတဲ့အခါမှာကိုလိုချင်တဲ့ shape ကိုအောင်ဆွဲ เนาะဒီနေရာမှာပုံတွေဘယ်နှလက်မဆိုတာပြောစရာမလိုချောပတ်တန်ပေါ်မှာကုလိုချင်တဲ့ရှိရအောင်ဆွဲခုံခုံလေးကြိုင်ကောခုံခုံလေးဆွဲပြပြလေးကြိုင်ပြပြလေးဆွဲခုံခုံလေးဆွဲရင်တော့ချေရောဒီ shape လေးတွေကပို့ပြီးတော့ white လေးပေါ်တာပေါ့เนาะအဲ့လိုမျိုးလေးဆွဲလို့ရတယ်ဒါကကိုကြိုက်တယ်လို့ဒီပတ်တန်ပေါ်မှာကိုခဲနဲ့စိတ်ကြိုက်ဆွဲဆွဲပြီးတော့မှလိုချင်တဲ့ပုံစံရပြီဆိုမှချေရောဖြတ်ထုတ်လို့ရတယ် နော်ဒါဒီလိုဆွဲတဲ့ဟာဒီပုံတွေဘယ်သူမှမှတ်ထားကြရမလို့ဘူးဒါလေးကကိုအစင်မျိုးလိုဆွဲဒီနားအကွာဝေးပေါ်ညီပြီးတခုရှိတာအဝိုက်လေးတွေကတော့မျက်လုံးထဲမှာညီညီလှလှလေးဖြစ်နေဖို့လိုတာပေါ့နော်ဒီညာလေးမှာဒီလောက်လေးပဲတွန်နိုင်ဒီညာမှာအကြီးတွန်ဝိုင်းဆိုမလှဘူးပေါ့နော်အချက်ပြသဘောပေါက်မယ်နော်အဲ့တော့ဒီအပေါ်ပိုင်းလေးဒီဒီဟာကျတော့ဒီအပေါ်ပိုင်းလေးကျတော့ချက်ကို copy ကိုယူလိုက်ပေါ့နော် copy ကိုယူလိုက် copy ကိုယူလိုက်ပြီးတော့ဒီဟာဒီနှစ်ထပ်ဖြစ်သွားမယ်ဟုတ်လားနှစ်ထပ်ဖြစ်သွားမယ်ဒီညာမှာတစ်ချက်တော့ level တောက်လေးတစ်ချက်ထပ်မယ်နော် လေဘင်းတောင်လေးကဒီနေရာမှာဒီမူလပတ္တန်မှာလေဟိုတချေတို့ရဲ့ပတ္တန်ဆိုလေဘင်းတောင်လေးတခြားမှာပါပြီးသားဒီလိုမျိုးအပေါ်ကဘာပုံစံဆွဲဆွဲဒီပုံစံဒီနောက်မှာဆိုရင်ချေတို့လေဘင်းတောင်ဒီတစ်ချက်ထိုးထားရှိတယ်ဘယ်ကနေလှမ်းထိုးတာဆိုတော့ဒီလိုရင်တောက်ကနေပြီးတော့လေဘင်းတောင်တစ်ချက်လှမ်းထိုးတာရှိအဲ့ဒါတော့ဒီပတ္တန်နေခွဲမထုတ်ခင်မှာအရင်ထက်လိုက်ပါတော့ဒီလိုမျိုးလေးပတ်တန်တစ်ချက်ထပ်ထားမယ်လေဘင်းတောင်လေးထပ်ထားရှိရပြီးလို့ရှိရင်ဒီနေရာလေးကိုတစ်ချက်ကိုနည်းနည်းလေးစားပေးဒီနေရာလေးမှာက ဘယ်လောက်လောက်လဲဆို3စိတ်လောက်ပဲဖြစ်ဖြစ်ပေါ့နော်3စိတ်ထပ်ပိုစားရင်လည်းဒါကြီးအရင်တူသွားလိမ့်မယ်နော်နည်းနည်းလေးအဲ့လိုမျိုးလေးတက်တယ်လေးဖြတ်ပြီးစားပြီးဒီနေရာလေးတွေမှာရှည်ထွက်သွားတယ်လေနော်ရှည်ထွက်သွားတဲ့ရင်ဒီရှင်ဘန်းနဲ့ပိတ်စားနေတာအသားမထက်နေတော့ဟာသွားတယ် သဘောပါလားအဲ့လိုမျိုးလေးဒီညာလေးမှာစားပြီးပြီးသွားလို့ရှင်ဒီအဝိုက်လေးမှာလည်းချက်ကက်ကက်ကလေးကြာကျင်တယ်အရင်ကြီးဟိုမှာဖြစ်ကျင်တော့ဒီပခုံးကနေပြီးတော့ဒီညာလေးမြင်အောင်ကြည့်တော့ချက်ဓာတ်ကိုတချောင်းပြီးတချောင်းပြီးမှတချောင်းထိုးပေးသွားတာဖြစ်တဲ့အတွက်ဒီညာလေးပဲမထက်စင်နဲ့နှစ်စိတ်လောက်လေးပဲဒီညာလေးကိုနည်းနည်းလေးခိုးပြီးတောင်လေးထိုးပေးနော် နှစ်စိတ်လောက်လေးပဲနှစ်စိတ်ထက်မကြီးနဲ့เนาะကျွန်တော်ပြောမယ်သုံးစိတ်လေးစိတ်ဖြစ်သွားရင်ဒီဟာကြီးကဆွဲကြုံလို့ဖြစ်သွားလိမ့်မယ်ဟုတ်လားအဲ့တော့နှစ်စိတ်လောက်လေးပဲထပ်ပြီးဒီနေရာလေးမှာလည်းဒီမြင်းလေးကိုထပ်ပြီးခောက်ပြီးအဲ့ဒါဆိုရင်ဒီဟာတစ်ခုပြီးသွားပြီဆိုရင်ကျွန်တော်ဒီအပေါ်ပိုင်းဒီပေါ်ပိုင်းပတ်တံကို copy ကူးလိုက်เนาะ copy တရွက်ကူးထုတ်လိုက်ကူးထုတ်လိုက်ပြီးအဲ့ဒါကိုဘယ်နှရွက်ညှိရမလဲဆိုပိတ်စာနှစ်ရွက်ညှိရမယ်နှစ်ရွက်ညှက်တဲ့အခါမှာအချက်တစ်ခုပြောမယ်ဒီအင်ဂျီတွေမှာအင်ဂျီတွေမှာဒီလိုနှစ်ထပ်ညှက်တဲ့နေရာနှစ်ထပ်ချုပ်ရတော့မယ်ဆိုတဲ့နေရာကြာရင်ကျွန်တော်အပေါ်ပိုင်းနဲ့အတွင်းပိုင်းနဲ့တစ်ချမ်းရွေးလိုက် အပေါ်ပိုင်းဒီအပေါ်မှာဘယ်ဟာထားမလဲအလှဘက်ချမ်းမှာပြင်အတွင်းချမ်းဘယ်ဟာချမ်းမလဲအဲအတွင်းချမ်းမှာထားမဲ့အချမ်းကိုကျွန်တော်နှစ်စိတ်လောက်လေးဘေးနားကိုညှက်နော်ဒီလိုနေရာလေးတွေမှာဒီခါဒီဒီလိုတစ်ခုလုံးအပြည့်ညှက်လိုက်တယ်ကွာ ပြီးရင်သူ့ကိုနှစ်ဆိတ်လောက်လေးရှော့ပေးအတွင်းကြောင်ပါဆိုတော့ကျွန်တော်အလှချုပ်တဲ့အခါမှာနှစ်ထပ်ချုပ်လိုက်တဲ့အခါမှာချုပ်ရိုးရှိရလေချုပ်ရိုးကသူတို့နှစ်ခုကိုအတူတူသူတို့နှစ်ခုကိုအတူတူထပ်ပြီးချုပ်လိုက်လို့ရှိရင်အဲ့ချုပ်ရိုးကဒီဘက်အလှဘက်ကိုလာပေါ်တတ်တယ်မိမှုထိုးလိုက်တဲ့အခါအပေါ်တင်ချုပ်လိုက်တဲ့အခါအလှဘက်ကိုလာပြီးပေါ်တတ်တယ်အဲကြောင့်ကျွန်တော်အလှဘက်ကိုမပေါ်ချင်ဘူးဆိုလို့ရှိရင်အဲ့ဒီအတွင်းဘက်ခြံကိုကျွန်တော်နှစ်ဆိတ်လောက်လေးခိုးပြီးညှလိုက်အဲ့ဒါမှသူရဲ့ချုပ်ရိုးဒီအတွင်းထဲဝင်သွားတာအဲ့တော့ဒီဟာကိုနှစ်ထပ်ချုပ်မယ်ဆိုဒီမှာအလှနှစ်ထပ်ချုပ်လိုက်ပေါ့နော်ချုပ်ပြီးသွားရင် မီးဘူးလေးနဲ့ပြန်အောင်ဖြန့်ထားလိုက်သူ့ကိုဘေးဖယ်ထားပြီးရင်သူ့ကိုဒီအောက်ကအချမ်းကြီးကိုတွဲတွဲပြီးသွားရင်သူ့အောက်ကအချမ်းကြီးအုံကွက်ထက်မဲ့ဆိုလဲအုံကွက်ထက်မဲ့ပတ်တန်အုံကွက်ထက်မဲ့တောင်းတွေထည့်ပြီးတော့အုံကွက်တွေပါထည့်ပြီးွားကမှာဒီအောက်တချမ်းပြီးသွားပြီဆိုမှဒီအပေါ်လေးကဒီမှာလာထပ်ပြီးတော့ဒီလိုဂျိုင်းနာလေးတွေကိုယာရီလေးခဏထပ်ပြီးချုပ်ပြီးရင်ဒီနေရာလေးကကျတော့အလွတ်လေးထားမှာလေကျွန်တော်ချုပ်မပြီးခင်ပင်အပ်လေးနဲ့ထိုးထားလိုက်ပေါ့နော်ဒီပိတ်ဒါကိုပိတ်စလို့မြင်လိုက်တော့ပိတ်စပြောင်းပင်အပ်လေးနဲ့ထိုးကျွန်တော်ပြီးရင်လက်ဖောင်းလေးတက် နော်ဒီနောက်ချမ်းမှာကြာပခုံးကတစ်ဖက်ပဲချုပ်တော့မှာပေါ့ဒီဘက်နောက်ချမ်းပခုံးကတော့ဟထားမှာဟထားတော့နောက်ချမ်းပခုံးလေးကိုဓာတ်ဆက်လိုက်တာတော့၎င်းလက်ချုပ်လေးလိုက်တာတော့၎င်းချုပ်ရိုးလေးအတွင်းထဲကိုခောက်ပြီးတော့အနောက်မှာနောက်ချမ်းပခုံးတော့လူကွတ်စာလေးကိုကွတ်ထားလိုက်ပေါ့နော်ပြီးတော့တော့မှကျတော့ဒီအဖက်လေးမှာကျဲတီလေးဖောက်တတ်တာပဲဖြစ်ဖြစ်ခုနကပြောလို့ body chain နဲ့ဖြစ်ဖြစ်နောက်ချမ်းမှာသွားပြီးတော့ဆွဲလိုက်တော့ဒီဘက်တစ်ဖက်ကပခုံးကဟနေမှာပခုံးမပါဘူးပေါ့ဟဟထားမှာပခုံးဆက်ကြောင်းရမှာပါဘူးဒီဘက်တစ်ဖက်ပဲဆက်ကြောင်းရပါမ ဘောပေါက်တယ်နော်နောက်ပြီးတော့မှကျွန်တော်ကဒီမှာကျဲသီးတက်ဒီဟာလေးကဝတ်လိုက်တဲ့လူခဏကိုပေါ့ဝတ်ပြီးချိန်ကြမှာသူ့ကိုလာပြီးတော့ဒီမှာကျဲသီးလေးနဲ့လာထိန်းတာ ဟုတ်ပြီเนาะဒါဆိုလို့ရှိရင်ချဲဒီပတ်တန်လေးဆွဲပြပေးပြီးသွားပါပြီအားလုံးအဆင်ပြေမယ်ထင်ပါတယ်အဲ့တော့မေးထားတဲ့အမှလည်းအဆင်ပြေမယ်ထင်ပါတယ်ဒီချဲရေးဒီချဲစီကပညာဒါနတွေကြည်ရတာနားလည်လွယ်တဲ့အဆင်ပြေတယ်ဒီချဲရဲ့ပတ်တန်ကိုသိကျင်တယ်ဒီချဲရဲ့ visit frame ဘလို့တုံးလဲဘလို့ကိုတိုင်းလဲဘလို့ပုံသေးနည်းရှိလဲဆိုတာသိကျင်ချဲရှင်မှာ online class တွေလည်းတက်လို့ရတယ်လို့မျိုးဒီလိုမျိုးပတ်တန်စာအုပ်လေးလည်းဝယ်လို့ရပါတယ်ရှင် ချောဒီမြန်မာဝုစုံပတန်စာအုပ်ကတော့ဒီဝေါ်ထဲမှာလည်းအများကြီးရှင်းပြပေးထားရှိရေပေါ့နော်ချောဒီထဲမှာဆိုလို့ရှိရင်သင်္ကန်းစာ80ပါတယ်မြန်မာဝုစုံအခြေခံပတန်နေစပြီးတော့ Nobra ပတန်နေချင်းကံပတန်နေအစုံထည့်ပေးထားရေပေါ့နော်ပြီးတော့ဒီထဲမှာပါတဲ့သင်ခန်းစာတွေကိုတချို့လိုသင်ခန်းစာတစ်ခုဆိုလို့ရှိရင်ဗီဒီယိုဖိုင်တစ်ခုနှုံနဲ့ပြန်ပြီးတော့ Telegram မှာ group လေးနဲ့ပြန်ပြီးရှင်းပြပေးထားတယ်ဒီထဲမှာဆိုလို့ရှိရင်လည်းတချို့ပုံနေနဲ့စာတွေနဲ့ရှင်းပေးထားတယ်အဲ့ဒီအပြင်ကမှဒီပုံနေစာတွေကိုကြည့်ရင်နားမလည်မှာဆိုလို့တချို့က ဒီထဲကသင်ခန်းစာတစ်ခုဆိုလို့ရှိရင်ဗီဒီယိုဖိုင်တစ်ခုနဲ့တစ်ချက်အတန်နဲ့ပြန်ပြီးတော့ခြေကရှင်းပြပေးထားတဲ့ဗီဒီယိုတွေတင်ပေးထားတယ်ပေါ့နော်အဲ့တော့စာအုပ်ရဲ့တန်မိုးကတော့မြန်မာငွေကျပ်38500ကျပ်ပါကျောင်းမြန်မာတိုင်းနိုင်ငံလုံးကိုလည်းပို့ပေးတယ်လို့ထိုင်းနိုင်ငံလုံးကိုလည်းပို့ပေးပါတယ်ရှင်ခြေတလောက်ကိုအုပ်ရီ200ရောင်းပေးပါတယ်ရချင်တဲ့သူတွေက Viber မှာတော်ပြီးမှားလို့ရပါတယ်ရှင်ခြေ Viber ဖုန်းနံပါတ်လေးအောက်မှာချပေးထားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဒီချိန်တွေဥပါရှင်